အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့စစ်ကောင်စီရဲ့ဝါဒဖြန့်ချင်မီဒီယာတစ်ခုဖြစ်တဲ့ MRTV ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တဲ့စစ်မှုထမ်းလူငယ်တွေဟာကိုရိုင်းနိုင်ငံကိုကာကွယ်ခြင်းလို့ဝင်ရောက်လာတယ်ဆိုပြီးတင်ဆက်ခဲ့တဲ့သတင်းဟာလိမ့်လေထုတ်လွှင့်ထားတဲ့အကြောင်းပဲဖြစ်တဲ့ဆိုတဲ့သတင်းမှာ စကောင်းစီရဲ့စစ်မှုထမ်းအပစင်စစ်သည်စစ်တနန်းကြောင့်ဖွင့်ပွဲမှာကိုရင်စစ်မှုထမ်းခြင်းလို့စစ်တနန်းတက်ရောက်ခဲ့တာဖြစ်တယ်လို့စကောင်းစီရဲ့ဝါဒဖြန့်ချီရဲ့ရုပ်သံဌာနတွေမှာအင်တာဗျူးဖြေဆိုခဲ့တဲ့စစ်သားအသည်ဟာကိုရင်စစ်တနန်းတက်ရောက်ခြင်းလို့စည်ရင်ပေးသွင်းခဲ့သူမဟုတ်ဘဲမတရားဖမ်းဆီးခံရပြီးစစ်တနန်းကိုပို့ဆောင်ခံခဲ့ရသူဖြစ်တယ်လို့ CJ ပလက်ဖောင်းကစုံစမ်းသိရှိရပါတယ်။ MRTV မြော်ရီစရိစက်ကောင်စီဝါရဖြန့်မီဒီယာတွေမှာမလန်18ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့သတင်းတွေနဲ့စက်ကောင်စီရဲ့အပစင်စက်တဲ့စစ်တင်ကြောင်းပွဲဖွင့်ပွဲသတင်းကိုပါဖော်ပြခဲ့ပြီးအဲ့ဒီသတင်းမှာတသားသည့်ကိုမြင့်မြတ်အောင်ဟာအခုလိုပြောကြားခဲ့ပါတယ်စက်ကောင်စီရဲ့ဝါရဖြန့်သတင်းမှာဖော်ပြသလိုကိုမြင့်မြတ်အောင်ဟာကိုယ်တိုင်စစ်မှုထမ်းခြင်းလို့တောရောက်ခဲ့သူမဟုတ်ဘဲမတရားဖမ်းဆီးခံရပြီးစစ်မှုထမ်းဖို့ပို့ဆောင်ခံရသူဖြစ်တယ်လို့ CJ Platform ကစုံစမ်းသိရှိရပါတယ် ချွေအောင်သမိုင်းပရိုက်တာအတင်မှာအလုံငွေကောက်ခံပြီးပြန်မသွင်းလို့ဆိုပြီးတိုင်ခံရတာတိုင်ခံရသူနဲ့မြင့်မြအောင်တွေကတငယ်ချင်းတွေမို့သူ့ကိုပါခေါ်ဆက်မယ်ဆိုပြီးဖန်တော်ပြီးတော့ပြန်မလွတ်တော့ပဲစက်ထဲပို့လိုက်တာလို့အဲ့ဒီအကြောင်းကိုသိရှိထားသူကိုမြင့်မြအောင်ရဲ့တငယ်ချင်းဖြစ်သူကစေဂျေပလက်ဖောင်းကိုပြောပါတယ်ရန်ကုန်မြို့သမိုင်းနဲ့ရက်ကွက်နေကိုမြင့်မြအောင်ဟာပရိုက်တာအတင်တစ်ခုက အလုံငယ်ကိစ္စနဲ့ပတ်သက်ပြီးစစ်ဆေးစရာရှိတယ်လို့ရက်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်မြိုင်ကခေါ်ဆောင်လို့ရက်ကွက်ရုံကိုတွားရောက်ဖြေရှင်းချိန်မှာနေအိမ်ကိုပြန်မလွတ်တော့ပဲဆယ်ရက်ကျော်ဖမ်းဆီးထားပြီးတဲ့နောက်မှာစစ်မှုထမ်းပေါ်အာရမအစည်းလို့ခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ဒီအကြောင်းကိုသိရှိထားသူကိုမြင့်မြောင်ရဲ့တငယ်ချင်းတဦးကလည်းတရားသလောက်မလ9ရက်နေ့မှာသူ့ကိုခေါ်သွားပြီးကြတဲ့ကမိသားစုနဲ့ပေးမတွေ့တော့တာမဲပေါက်ထားသူလည်းမဟုတ်တော့သူ့မိသားစုကလိုက်ရွေးသေးတယ်မရဘူးလို့စေချေပလက်ဖောင်းကိုအတီးပြုတ်ပြောပါဗျ။ ကိုမြင့်မြောင်ရဲ့ဖြစ်စဉ်ကိုအသေးစိတ်သိရှိနိုင်ဖို့အတွက်သူရဲ့မိသားစုတွေကို CJ platform ကဆက်သွယ်နိုင်ဖို့ကြိုးစားနေစေဖြစ်ပါတယ်။စမှုထံအပတ်စဉ်စတဲ့အတွက်တမိုင်းနေရွက်ကွာမှာမတရားဖန်ဆီးခံရသူကိုမြင့်မြောင်အပါအဝင် လူငယ်၃ဦးထိရှိပြီး၃လုံးဟာမဲပေါက်ထားသူတွေမဟုတ်ဘဲနေမှာအယက်မှုပြီးရန်ကားမီလို့ရက်ွက်ယုံပို့ဆောင်ခံရသူတအုပ်နဲ့ခုံမုံနဲ့မတင်ကားလို့ဆိုကရက်ွက်ယုံကခေါ်ယူပြီးနောက်စမှုထံမှပို့ဆောင်ခံရသူတွေဖြစ်တယ်လို့သိရပါတယ်ရှင်။ကျမနွယ်နွယ်ပါ။